ရဲ့ဘေးမှာမင်းရှိတော့ငါယူမိုက်စွာနဲ့လက်ကိုဆွဲဘဝတည်းထူမဲ့ဘာကြောင့်ခုမလိုက်လာလဲပြောပါအရင်ကနားထောင်ကောင်းတဲ့စကားသံတွေကိုကြားခြင်းနဲ့မုန်းလို့မရှိတဲ့နေမြစ်တစ်ကိုတို့နှစ်ယောက်တူသွားခြင်းနဲ့အလုပ်တွေလုပ်ပြီးစိတ်ကူးရင်တော့အတူတူနေထိုင်ဖို့ငါတခါတလေမှာမျက်နှာငယ်တဲ့ရှင်မခိုင်တို့နောက်ကြောင်းပြည့်ပြီလားလိန်နာညာလားရပ်ပြီလားအများကပြောတဲ့မိသတင်းတွေကနားလည်းမစပ်အောင်ဟတ်ချီတာ ငါလည်းလူငယ်တယောက်ပဲအသွေးနဲ့အသားနဲ့တိဆောက်ထားတာအဝေးကမတိုးပါနဲ့ရဲလေးဆိုတဲ့ဒီကောအနာကပြတ်သက်ဒီကောဝေးဖို့ကြောင့်ကိုငါတွေးရင်မနှက်ပြတ်တဲ့င်းစားထဲမှာတွေးပါလိမ့်မယ်နာရေးတဲ့င်းယူတယ်ဘာဖြစ်လို့အဲ့ဒါလောက်တော့ဖြစ်သွားတာလဲဘာကိုမှကူးမဆိုင်ဘူးလေနဲ့တဲ့ချင်များစွာနဲ့အခွက်တွေရွှေစဲတခြားသူတွေနဲ့အပြစ်မှတွေ့လဲသူ့ရဲ့ပြောမှကျွန်တော်စီမျောလို့ဖြစ်သွားတာကိုယူတယ်လို့ပြောတယ် နဲ့တဲမှာဘေးရီစရာတွေအားလုံးဟောကြတယ်ဘင်းမိမကိစ္စပြတ်လို့ရင်တွေပါရင်မောရမယ်ပူဇာခြင်းကတော့ငါးနှစ်မှပေါ်လာမယ်လို့ပြောသွားတယ်ဘင်းအတွက်နဲ့မကန်နိုင်ပါဘူးငါမှထွက်တာဒေါသပဲအရှင်ကဘေးမှာရှိတဲ့ပြုံးတွေကူတော့ဘယ်မှလဲတကယ်ပါပဲမရေပါနဲ့သူ့လက်ချမ်းကိုထဲတာပဲ ောင်းနိုင်ပါဘူးအဖြစ်တွေလို့ငါလည်းပန်းနိုင်မယ်ပြီးချစ်နေလို့မင်းကြီးတွေကိုမခံနိုင်ပါဘူးခွေးခောက်တဲ့မြစ်တွေလို့စိတ်ထဲမှာတွေးရင်စိတ်ထဲမှာတွေးရင်ယူကလို့ပဲခုဘလို့လဲလို့မေးလိုက်တိုင်းသူ့ပုံစံကမထူးကလို့ပဲလိုအပ်မယ်ဆိုအသုံးပြုပါတော့ငါရဲ့ကြောပြင်ကိုမင်းကလေးဒါကြီးကမင်းရဲ့ဝေါ်ရင်လို့ချစ်မတိပါဘူးဘယ်မတိနိုင်ဘူးချစ်မောနေတော့ခိုးရင် ေကြဘယ်တော့မှပေါင်းရမှာလဲတမယတွေနဲ့ဒိုးတွေဘွားလူတွေကိုအားကြပါတယ်ဒါပေမဲ့အစိုးရမြညဉ့်ညမ်းတဲ့ဒီလိုလောကနဲ့ကြားကျင်တယ်ဘသူကမင်းရဲ့ချစ်ဆုံးကကိုပြောပြခဲ့ငါမသိချင်တော့ပါဘူးမင်းရဲ့ပေါက်ကြချောင်းတွေကိုငါမချချင်တော့ပါဘူးမင်းရဲ့ရှုပ်တဲ့ချောင်းတွေကိုမင်းတွေချွေးမှလာငါအေးဆေးပါကွာတဲ့မင်းကိုချစ်ခဲ့ပြီးတာပြွေးပေးပါကွာ